ဟိုရှိရှိတုန်းကရွှေရောင်လိုက်ရောက်တဲ့ဗန်းနုရောင်တိမ်တိုက်တွေအောက်မှာတရှိတဲ့ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာလေးကိုတော့နွေဝီပန်းရွာလို့ခေါ်ကြပြီးဒီရွာလေးမှာတာယာအေးချက်စွာနေထိုင်ကြတဲ့ရွာသားတွေနဲ့အလှပဆုံးအရာကတော့ဗန်းပင်တွေပဲဖြစ်ပါတယ်။နွေဝီပန်းရွာလေးမှာလဝင်းဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ လဝင်းကဆင်းရဲပေမဲ့ပန်းပင်လေးတွေကိုအသက်လိုချစ်တတ်တဲ့အတွက်သူ့ခြံထဲမှာအလားဆုံးပန်းကင်းလေးတစ်ခုရှိပါတယ်။ရွာမှာရှိတဲ့လူတိုင်းကလည်းလဝင်းရဲ့စိတ်ထားဖြူစင်မှုနဲ့ပန်းပင်လေးတွေကိုဂယူးဆိုင်ပုံကိုချီးကျူးကြပါတယ်။ဒါပေမဲ့လဝင်းရဲ့တူတီအိမ်မက်ကတော့သူ့ရွာကပန်းပင်လေးတွေအားလုံးကိုလှပပြီးရှင်းတန်းနေစေဖို့ပဲဖြစ်ပါတယ်။ တနေ့တော့နမေကြီးဒရိုက်တာနဲ့မင်းသားတွေပါတဲ့ရုပ်ရှင်အဖွဲ့သားတွေလာကြပြီးနှွေဤပန်းရွာလေးကိုရုပ်ရှင်ရိုက်ကွင်းအတွက်ရွေးချယ်လိုက်ကြပါတယ်။ကဘာကျော်မင်းသားဂျက်ဆင်ဟာလည်းဒီရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ရောက်ရှိလာပါတယ်။ဂျက်ဆင်ဟာလူချစ်လူခင်ပေါများပြီးထက်မြက်တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ဆင်နဲ့လဝင်းတို့ဟာရုပ်ရှင်ရိုက်ကူးရေးလုပ်နေရင် မထင်မှတ်ပဲစုံတွေ့ခဲ့ကြပါတယ်ဂျက်ဆင်ကလဝင်းပန်းပင်လေးတွေကိုဂယူးဆိုင်နေပုံကိုအမှတ်မထင်တွေ့မြင်လိုက်ပြီးလဝင်းရဲ့စိတ်ထားကောင်းမှုကိုနှစ်သက်သွားပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာခင်မင်းရင်းနှီးလာကြပြီးအချိန်ကြာကြီးစကားတွေပြောဆိုရင်ယဉ်နှီးမှုတွေတိုးလို့လာခဲ့ပါတယ် ရုပ်ရှင်ရိုက်ကူးရေးပြီးဆုံးသွားတဲ့အခါဂျက်ဆင်ဟာလဝင်းနဲ့မခွဲနိုင်မခွာရဖြစ်ပြီးလဝင်းရဲ့စိတ်ထားဖြူစင်မှုယိုသားမှုနဲ့ရည်ရွယ်ချက်ကောင်းတွေကိုပိုလို့တောင်တံပိုးထလာခဲ့ပါတယ်ဂျက်ဆင်ဟာလဝင်းကိုချစ်နေပြီဆိုတာသိလိုက်ရတဲ့အတွက်သူ့ရဲ့ရင်ခုန်တန်ကိုဖွင့်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်ရုပ်ရှင်ရိုက်ကူးရေးနောက်ဆုံးနေ့မှာဂျက်ဆင်ဟာလဝင်းကိုသူ့ရဲ့ကားထဲခေါ်သွားပြီးဂီလာဝင်ငါဘဝတဲကိုဝင်လာပေးပါလားငါကမင်းရဲ့အချစ်ကိုပဲလိုချင်တာပါဂီလို့ပြောလိုက်ပါတယ်လဝင်းကရဲ့ရှင် ျမကိုချစ်တယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျမကဆင်းရဲပါတယ်ရှင်နဲ့ကျမနဲ့ဟာမတူဘူးလေကြီးလို့ပြန်ပြောလိုက်ပါတယ်ဂျက်ဆင်ကငင်ငါတို့မတူတာအမှန်ပဲဒါပေမဲ့ငါကမင်းကိုချစ်တာဒါကအရေးကြီးဆုံးပဲမဟုတ်ဘူးလာကြီးလို့ပြောလိုက်ပါတယ်လဝင်းကစဉ်းစားလိုက်ပြီးကျမရဲ့အိမ်မက်ကဒီရွာလေးကိုပို့ပြီးလှပစေဖို့ပါပဲကျမရဲ့အိမ်မက်ကိုရှင်ကကူညီပေးနိုင်မယ်ဆိုရင်ကျမတို့လက်ထပ်နိုင်ပါတယ်ကြီးလို့ပြောလိုက်ပါတယ် ဂျက်ဆင်ကဝမ်သာအားရနဲ့ကမင်းရဲ့အိမ်မက်ကိုငါကူညီပေးပါမယ်မင်းရဲ့အိမ်မက်ကိုလည်းငါရဲ့အိမ်မက်အဖြစ်သတ်မှတ်ပါတယ်ဂီလိုပြောလိုက်ပါတယ်ဂျက်ဆင်ဟာနွေဝီပန်းရွာလေးကပန်းပင်တွေအားလုံးကိုပို့ပြီးလှပစေဖို့အတွက်လဝင်းနဲ့အတူရွာကိုပြန်လာခဲ့ပါတယ် ဂျက်ဆင်ကပန်းပင်တွေအတွက်အကူအညီပေးတဲ့အပြင်ပန်းပင်တွေရဲ့အနာဂတ်အတွက်ပိုက်ဆံတွေလည်းလှူဒါန်းခဲ့ပါတယ်။ရွာသားတွေကဂျက်ဆင်ရဲ့စေတနာကိုချီးကျူးပြီးသူတို့ရဲ့ရွာလေးကိုပြောင်းလဲပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ခဲ့ကြပါတယ်။လဝင်းနဲ့ဂျက်ဆင်တို့ဟာရွာလေးကိုပို့ပြီးလှပလာစေဖို့အတူတကွပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။လဝင်းနဲ့ဂျက်ဆင်တို့ဟာနွေဝီပန်းရွာမှာပန်းကင်းကြီးတစ်ခုတိဆောက်ပြီးမင်္ဂလာပွဲကိုကျင်းပခဲ့ကြပါတယ်။ရွာသားတွေအားလုံးကလည်းပျော်ရွှင်ဝမ်းမြောက်စွာနဲ့လဝင်းနဲ့ဂျက်ဆင်တို့ကိုပျော်ရွှင်တဲ့မင်္ဂလာပွဲလေးဖြစ်အောင်အစွမ်းကုန်ကူညီပေးခဲ့ကြပါတယ်။ လဝင်းနဲ့ဂျက်ဆင်တို့ဟာအတူတကွဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းသွားခဲ့ကြပါတယ်အချစ်စစ်ဟာပိုအရေးကြီးတယ်ဆိုတာကိုပြသပါတယ်လူနှစ်ယောက်ကြားကအချစ်စစ်ဆိုတာစိတ်ထားနဲ့ခံစားချက်ပေါ်မူတည်ပြီးဘာသာလူမျိုးဥစ္စာဒနာအလောက်ကင်စတာတွေနဲ့မဆိုင်ပါဘူးဒီပုံပြင်ကဂျက်ဆင်ဟာလဝင်းရဲ့အိမ်မက်ကိုအကူအညီပေးပြီးတော့တစ္ဆာရှိချောင်းကိုပြသနေပါတယ်ဒီဇလန်ရဲ့အဆုံးသတ်မှာလဝင်းနဲ့ဂျက်ဆင်တို့ဟာပျော်ရွှင်စွာနဲ့အတူတကွနေထိုင်ကြပါတယ်ဒါကြောင့်မို့တစ္ဆာရှိခြင်းဆိုတာဟာချစ်သူနှစ်ဦးကြားမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ် ပျော်ရှင်ခြင်းလဝင်းနဲ့ဂျက်ဆင်တို့ဟာသူတို့နှစ်ဦးရဲ့အချစ်အတွက်ပဲစိတ်အားထက်သန်ကြပြီးသူတို့ရဲ့ဘဝကိုပျော်ရှင်စွာနဲ့ဖြတ်သန်းသွားကြပါတယ်ဒီဇလန်ကနေတင့်အတွက်ဘာတွေအကျိုးရှိလဲဆိုတာကိုပြောပြပေးနိုင်ပါတယ်